ဆရာနဲ့ကိုမင်္ဂလာပါမင်္ဂလာပါဟုတ်ကျွန်တော်နာမည်ဆွေရစာဖြစ်ပါတယ်မင်းပြောနေတဲ့ခါဝေကကြီးနူမီတဲ့မင်းငိုနေချိန်မှာမင်းရဲ့နာမှာ

金杜巴，你见到你那么，那么靠近来，你为我披个麻，梦也满希望。 记住吧，解读啊，大力。 မင်္ဂလာပါဆီယာနန်ကိုအောင်ကိုမင်္ဂလာပါဟုတ်ကျွန်တော်နာမည်ဆော်ဘေးချပြပါတယ်အရာဝတီတိုင်းမြောင်းမြောင်းအနေနဲ့ရှင်းပြရဖြစ်ပါတယ်ဆော်ဘေးချီနော်ဆော်ဘေးချီဆော်ဘေးချီဟုတ်သူဟာလီညင်းလေးဆိုကိုဟာလီညင်းတီတွေးကိုခံစား괴ရှိတယ်ပယ်လေးဖြစ်ချင်းငယ် ယုံမလို့လေမပြောချင်းနေစီချင်းနေကိုချစ်တွေ့ရင်တည်းပြေပေါ်ဟေလို့ချင်းဒါရရမဲဆိုဒါတော့ဆိုအချစ်တခုနေဒီဘွားခီစာချင်းနေကိုရဲ့ရမဝင်လာဖြစ်တည်နေတဲ့အချစ်တခုရှိတဲ့ thousand things in tage mainly you nine day damin twe ti the me don't you to kune diwa ki sa chne ကိုရေရမဝေလာဖြစ်တည်နေတဲ့အချီတို့ရှိတဲ့ thousand things in target, mainly united, the mainly united, the me. Jesus, me to marry. မင်္ဂလာပါရှင် မင်္ဂလာပါသမီးသမီးနမရတော့ဆန်းနမှုဖြစ်ပါရဲ့ရှင်သမီးကပဲခူးတိုင်းဒေသကြီးပြွန်းစားမျိုးကနေပြီးတော့လာရောက်ရှင်ပြိုင်လာဖြစ်ပါတယ်ချစ်ချင်းကိုမခွဲပါနဲ့ချစ်ချင်းကိုမခွဲပါနဲ့တကယ်နှလုံးသားစိတ်ရောမဟုတ်ဘူးတေးရပါအောင်မလုံးနဲ့ 七叔啊，你如今都没婆拉家了呗？都弄弄的哈，快快点走，看那有谁给我拉车。如今我这难道里，车拉的比马，敢再要一，就得我我。 ပညာထားတဲ့ဒုံမီပါရဲ့သဘောရာတွေနဲ့ဘလို့ယုံကန်ရှိသသွားကျွတင်တွေးမထားခင်မီလို့ဒုံမသွားကောင်းထကမြေရေသက်တည်မီပြကြနေကိုယ်ပိုင်အသေးကိုဒုံမမပိုင်မှုအချင်း န်နဲ့မိုက်ခဲတဲ့နှလုံးသားဟာလေမလွန်ဆန်းရဲတဲ့အပြစ်တွေနဲ့ရှင်ရမထူတော့တဲ့ဘဝနဲ့ရှင်ရမထူတော့တဲ့ဘဝနဲ့ရှင်ရမထူတော့တဲ့ဘဝနဲ့ငုံမဲချစ်ချင်းငုံမခွဲပါနဲ့ချစ်ချင်းငုံမခွဲပါနဲ့ချစ်ချင်း 是你的，那路哪里真多美？吃吃我们快把你，吃吃我快陪伴你，吃吃你的是你的，那路那里真多美？这是什么？这是什么？ ်တမဆုံးကစောကြီးရစာတိုင်းအတန်လေးကတော်တော်ထူးခြားပြီးချစ်စရာကောင်းတဲ့နေသားရှိတယ်စောဘီချီစောဘီချီကဆူလိုက်တဲ့အတန်ကိုနားထောင်ဖူးကနေတော့တူတယ်လို့ထင်တာဂရုဏာတန်ပါတဲ့အတန်လေးဒီလွမ်းစင်းဒီပေါ့ဆောင်းနေဆိုတဲ့ကောင်အဲ့ဒီအတန်လေးကမဆူကြိုက်တယ်ဗျတမီးကချစ်ချင်းကိုမခွဲပါနဲ့ဆိုတယ်အတန်ပါဝါကောင်းတာပေါ့ကိုယ်အတွင်းအားကကောင်းတယ်နော်အဲ့တော့ဆူတိုင်းနဲ့အော်ဆိုလဲဆူအော်မယ်ဆူနေဆိုဆူနေဒါပေမဲ့အဲ့ဒီ အဲနူးညံ့တိမ်မွေးတဲ့အခါမှာကျတော့နည်းနည်းပြဿနာရှိရတယ်။တခုလောက်ကြားရရဖြတ်ပြီးပြောချင်ပါတယ်။ဟုတ်ပါတယ်။ပြန်ပွဲဝင်များအနေဖြင့်ပေါ့နော်ကျွန်တော်တို့နောက်တစ်ခါလေးကြာရင်ဒီနောက် level တွေကိုနောက်ဆင့်တွေကိုပါလာမဲ့သူတွေလည်းဒီမှာရှိအောင်ပါပဲ။အဲ့ခါမှာကျလို့ရှိရင်ကျွန်တော်ဆရာပြောတဲ့စကားလေးကိုသိချာနားထောင်ပြီးတော့မှဆရာမေးတဲ့အခါမျိုးမှာပြန်ဖြေကြားမျိုးပေးတာပဲဖြစ်ဖြစ်ပေါ့နော်။ဒါမှမဟုတ်ရှင်ဆရာကိုရှင်းပြခြင်းလို့ရှိရင်ဆရာပြောပြီးတဲ့အချိန်မှာမှဟိုပြန်ပြီးတော့မှတခြားလေးရှင်းပြတာကိုပိုလှုပ်စေချင်ပါတယ်လို့ပြောချင်ပါတယ်အဓိကကပေါ့နော်ဟိုဆရာပြောတဲ့စကားကိုစောင့်စေချင်တာအဓိကပါပဲအဲ့ဒါလေးပြောချင်တာပါကျေးဇူးတင်ပါတယ်